ဒါလေးကတော့ကျမရဲ့တပတ်စာပလန်လေးပါရှင်။ဒီနေ့ကကျမရဲ့အလုပ်ပေးရလေးလည်းဖြစ်တော့ AC ကြော်လိုက်တယ်ပေါ့နော်။ပြုလုပ်နီလေးကိုလည်းမျှောက်ပေးတော့ပါမယ်။အသားမြောင်းကြောက်လေးတွေကိုရေဆေးပြီးတော့ပြုတ်ထားပါမယ်။ကျက်သွန်နီလေးတွေကိုလည်းလှီပြီးတော့ရေဆေးပြီးရေဆစ်ထားပါမယ်။10မိနစ်လောက်ပြုတ်ထားပြီးရင်တော့ကျမတို့အဖူခံစကားလေးတွေကိုလောင်းထည့်လိုက်ပြီးတော့ရေလေးနဲ့ဆေးပေးရပါမယ်။ရေလေးနဲ့တေချာဆေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ရိုးကြီးတွေကိုဖယ်ထုတ်လိုက်ပါမယ်။ပြီးသွားလို့ရှိရင်တော့ငရုတ်ဆောင်လေးတွေကိုထည့်ပြီးတော့ညက်ဤနေအောင်ထောင်းပေးရပါမယ်။ကဲဒီနေထားလေးဆိုရင်တော့ရပါပြီရှင်။ဒဲအိုးတွေကိုစီမြမြဆဆထည့်ပြီးတော့စီပူလာရင်စနမုံထည့်ပါမယ်။ပြီးသွားလို့ရှိရင်တော့ရေဆစ် ထားတဲ့ကြက်သွန်နီလေးတွေကိုထည့်ကျော်ပေးရပါမယ်။တပတ်လောက်ထားမှဖြစ်လို့ကြက်သွန်နီကိုရှောက်ရှောက်ကလေးကြော်ထားပါမယ်။ကြက်သွန်လေးတွေအနေငယ်နွမ်းလာပြီဆိုရင်တော့ကြက်သွန်ပြူထည့်ကျော်ပါမယ်။ကြက်သွန်လေးတွေရှောက်လာပြီဆိုလို့ရှိရင်တော့ပကံတစ်ခုတည်းကိုဆယ်ထည့်ထားပါမယ်။ပြီးသွားလို့ရှိရင်တော့ကျမတို့ဆော့ဆော့ထောင်းထားတဲ့ငရှောက်လေးတွေကိုထည့်ကျော်ပေးရပါမယ်။ကျော်ပေးလာလိုက်တာရှောက်ရှောက်ကလေးဖြစ်လာပြီဆိုလို့ရှိရင်တော့အရသာအတော့ကြက်သားမုံထည့်ပါမယ်။ငရုတ်သီးခွဲချမ်းအောင်လည်းကိုစားနိုင်တဲ့လောက်ထည့်ပါမယ်။အရှုပ်ကျော်ခြင်းနဲ့ဆိုလို့ရှိရင်တော့ငရုတ်သီးမုံမထည့်ပါနဲ့ရှင်။နည်းနည်းလောက်ကျော်ပေးလိုက်ပြီးရင်တော့ဆော့ဆော့ကျော်ထားတဲ့ကြက်သွန်လေးတွေကိုထည့်လိုက်ပါမယ်။ဒါလီရတော့လေကျမတို့ရွာအလှူမှာကျွေးတဲ့အလှူငရှောက်ထောင်းကျော်လေးပဲဖြစ်ပါ ်ပါတယ်။ကဲအားလုံးပဲတက်တာပါနောက်နေ့မှပြန်ဆုံမယ်နော်။